မင်္ဂလာပါရှင်ဒီဇင်ဘာလ၄ရက်ခြေသာပတိနေ့ကင်ထရဝတီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံတင်အစီအစဉ်ကိုပြန်လည်တင်ဆက်ပေးပါမယ်။ဂရနီပြည်နယ်ရှမ်းဂရနီနယ်စစ်မှောင်နိုဝင်ဘာလအတွင်းပြည်သူ၁၆ဦးသေဆုံးခဲ့ကြောင်း KNHRG ကထုတ်ပြန်ထားပါတယ်။ဒီမုန်းဆူမှာအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေအခမ်းအနားကိုကျင်းပပြုလုပ်ပေးခဲ့ပါတယ်။စီစုတော်ဆစ်ဆောင်စခန်းမှာကလေးတွေအတွက်စာရေးခရိယာနဲ့ကြောင်းတုံးဖြစ်စီအရေးပေါ်လိုအပ်နေပါတယ် လေအေက300ကျော်ကိုရေးပေးဝင်နေတဲ့ထင်းညို့အော်ကံအမတ်ခွန်ရဲ့မြေသားကံပေါင်းကို ပြုပြင်ဖို့အကူအညီတွေလိုအပ်နေပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးပါပါ။နိုဝင်ဘာလအတွင်းစစ်ကောင်စီရဲ့ပြစ်ခတ်မှုတွေကြောင့် Greenie ပြည်နယ်ရှမ်း Greenie နယ်စပ်မှာအရသာ16ဦးသေဆုံးခဲ့တယ်လို့ Greenie လူခွင့်ရေးဖွဲ့ KNHRG ကပြောပါတယ်။သေဆုံးသူ16ဦးထဲလေးကြောင့်တိုက်ခိုက်မှုကြောင့်9ဦး၊လက်နက်ကြီးကြောင့်2ဦး၊ drone ပုံကျဲမှုကြောင့်4ဦး တလက်နဲ့ပြစ်ခတ်ခံရမှုကြောင့်တဦးနဲ့မိမိကိုကိုအဆုံးစီရင်တဲ့တဦးဖြစ်တယ်လို့ဆိုပါတယ်။ Gendrobody Time ရဲ့လက်လံမီစီးရင်တွေအရဖဲခုံမှာနိုဝင်ဘာလ22ရက်နေ့ကစစ်ကောင်စီပြစ်ခတ်လိုက်တဲ့လက်နေကြီးကြောင့်စပန်ရိုက်တိုင်နေတဲ့အမျိုးသမီး၃ဦးထိမှန်သိမ်းဆုံးခဲ့ရပါတယ်။အလားတူနိုဝင်ဘာလ23ရက်နေ့မော်ချီဒေသဘုံကျဲမှုကြောင့်လည်းအမျိုးသား၅ဦးသေဆုံးခဲ့ရပါတယ်။လက်ရှိဂရင်းနီမှာကြုံတွေ့နေရတဲ့ဆိုးရွာလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေနဲ့စစ်ရေးအကြံဖက်မှုတွေလေကြောင်းတိုက်ခတ်မှုတွေကြောင့်ထိခိုက်လွယ်ရက်ဆစ်ဆောင်နဲ့သိန်းကျော်ကိုအကူအညီပေးဖို့နေဆက်ဖြတ်ကျော်လမ်းကြောင်းတွေအပါအဝင်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက် KNHRG ကနိုင်ငံတကာကိုအကူအညီတောင်းခံထားတယ်လို့လည်းသိရပါဗျာ။ ဒီဇင်ဘာလ3ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ဖြစ်ပါတယ်။ဒီမောင်းဆွေမျိုးနဲ့အတွင်တနေရာမှာတော့လူမှုကူညီရေးအသင်းဖွဲ့တစ်ခုကဥဆောင်ပြီးအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့အခမ်းအနားကိုပြုလုပ်ပေးခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်မတန်ဆွမ်းဖြစ်လာသူဦးရေပုံမှန်များပြားလာပြီးမတန်ဆွမ်းသူတွေကလည်းအစွမ်းအစာကိုစီရှိကြောင်းပြသပေးတာဖြစ်တယ်လို့အခမ်းအနားတာဝန်ရှိသူတို့ကကန်ဒရော့ဝတီ time ကိုပြောပါတယ်။ အဲ့ဒီခင်နာမှာတော့အပြည့်ပြည့်ဆိုင်ရာမတန်ဆွမ်းသူများနဲ့ဖြစ်ပေါ်လာပုံကူများဝေပေးတာမတန်ဆွမ်းတဲ့သူတွေကိုလက်ဆောင်ပေးအပ်တာကပြဖြောဖြေးတာပြဆပြတာတာတချင်းတီဆိုတာတွေကိုဆောင်ရွက်ခဲ့ကြပါတယ်မနေ့ကကျင်းပတဲ့ခင်နာမှာတော့မတန်ဆွမ်းသူဦးရေ90ဦးပါဝင်တက်ရောက်ခဲ့ကြပြီးပြည်သူလူထု30ဦးကလည်းပါဝင်တက်ရောက်ခဲ့ကြပါတယ်ဒီမောဆွေမြင့်တဲ့အတွင်မှာရှိတဲ့မတန်ဆွမ်းသူတွေထဲအများစုက မွေးရပါးတွေဖြစ်ကြပြီးတချို့ကတော့မြေမြုပ်မိုင်းနဲ့လက်နေကြီးတွေကြောင့်မတန်ဆွမ်းဖြစ်လာရသူတွေပါဝင်တယ်လို့သိရပါတယ်။လွန်နန်းဖောင်မြို့နယ်ကစီးစုသောဆစ်ရှောင်းစာတင်ချောင်းမှာကလေးတွေအတွက်စာရေးကြိယာနဲ့ကျောင်းသုံးပစ္စည်းတွေအကူအညီလိုအပ်နေပါတယ်။စီးစုသောကျောင်းမှာလွန်ကုံမြို့ပေါ်နဲ့ဒီမုံစုမြို့ပေါ်ကဆစ်ရှောင်းလာတဲ့ကလေးတွေတက်ရောက်နေကြပြီးကျောင်းတောင်ပြည့်စီအကူအညီမရတာ6လဝန်းကျင်ရှိပြီဖြစ်တယ်လို့ကျောင်းတာဝန်ခံကပြောပါတယ်။ ကျောင်းတုံးပစ္စည်းအတွက်လိုအပ်ချက်တချို့ကိုဆရာဆရာမတွေကအသိမိတ်ဆွေတွေစီကအကူအညီတောင်းခံပေမဲ့လုံလောက်မှုမရှိသေးဘူးလို့ဆိုပါတယ်လက်ရှိမှာတော့ဆရာဆရာမတွေကသူတို့ရရှိတဲ့မုတ်ဖိုးတွေကိုစုပြီးကျောင်းအတွက်လိုအပ်ချက်တွေကိုတက်နိုင်တဲ့လောက်ဖြစ်စီပေးနေကြတာပါအဲ့ဒီကျောင်းမှာတော့ KG ကနေ Grade 8အထိကျောင်းသား60ကျော်ရှိပြီးဆရာဆရာမ73ဦးကသင်ကြားပေးနေတာပဲဖြစ်ပါတယ် ဒီမောင်းဆိုမြင့်နဲ့အရှိချမ်းမှာရှိတဲ့ကံခွနစင်းလို့လူသိများတဲ့ထင်းညို့အော်အုပ်စုကကံအမတ်ခွန်ရဲ့မြေသားကံပေါင်းကိုပြုပြင်ဖို့အကူအညီတွေလိုအပ်နေပါတယ်။အဲ့ဒီရေကန်ကဒီမောင်းဆိုအရှိချမ်းမှာရှိတဲ့လူဦးရေ90ရာခိုင်နှုန်းရဲ့စာဝန်ရေးကိုအထောက်အကူပြုနိုင်တယ်လို့ဒေသခံရေကော်မတီတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီရေကန်ဟာဒေသခံတွေဆစ်ဆောင်တွေစိုက်ဖြိုရေးလုပ်ကမ်းရမှာအဓိကအသုံးပြုနေရတဲ့ရေကန်လေးဖြစ်ပါတယ်။ ကံပေါင်ကရေကိုရယူပြီးစိုက်ပျိုးရေးလုပ်ကိုင်းနေတဲ့လေယာဧကပေါင်300ကျော်အထိရှိတယ်လို့လည်းဆိုပါတယ်။ရေကန်အမတ်ခွန်ရဲ့မြေသားကံပေါင်ကပေးအရှိတထောင်ကျော်ရှိတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း IEC ရဲ့အကူအညီထောက်ပံ့ပေးမှုနဲ့ကံပေါင်ပေး900ကျော်ကိုပြုပြင်နိုင်ခဲ့ပေမဲ့ဆက်လက်ပြုပြင်နိုင်ဖို့အကူအညီတွေလိုအပ်နေတာပါ။အဲ့ဒီမြေသားကံပေါင်ဟာနှစ်စဉ်နှစ်တိုင်းရေတိုက်ဆောင်မှုကြောင့်ဖြစ်စီသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ကန်ထရိုးဒီထိုင်မြင့်ညနေခင်းရောက်တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမဘေးကင်းကြပါစေရှင်။ကျမမောင်ညာမှာပါ။